ားရှင်တွေအားလုံးတာလီစော်ပါ Development Media Group DMG ရဲ့2025ခုနှစ်နိုဝင်ဘာလ9ရက်နေ့အတွက်တည်င်းအထံထုတ်လွှင့်မှုစတင်ပါတော့မယ်ဒီကနေ့မှာတော့ဦးနှကျွန်းကနေရာ3ခုကိုစစ်ကောင်စီကလေကြောင်းလက်နက်ကြီးပစ်ခတ်မှုကြောင့်9ဦးသေဆုံးပြီး9ဦးဒဏ်ရာရတဲ့အကြောင်းစောက်ဝတ်နေရေးကိစ္စအဆုံးဆုံးအခြေအနေကိုဖျက်ချနေရတယ်လို့ရခိုင်ကအင်ထုံးစီစစ်ရှောင်းအမျိုးသမီးတွေပြောတဲ့တည်င်း မိဘမဲ့ကလေးတွေနဲ့စွန့်ပစ်ခံရတဲ့ကလေးတွေအတွက်ဆက်သွယ်ပေးကြဖို့အာရခလူငယ်ဖွံ့ဖြိုးရေးကြောင်းတိုက်တွန်းတဲ့အကြောင်းအပါအဝင်တခြားစိတ်ဝင်စားစရာကောင်းတဲ့သတင်းတွေကိုလည်းတင်ဆက်ပေးတော့မှာဖြစ်ပါတယ်ဒီအစီအစဉ်ကိုကျမပြပြွေးနဲ့အတူမိုးပေါကပူပေါင်းတင်ဆက်ပေးတော့မှာပါ ပထမဦးဆုံးအနေနဲ့ဘွန်တော်ကျောင်းကနေရာ၃ခုကိုစစ်ကောင်စီကလေကြောင်းလက်နက်ကြီးပစ်ခတ်မှုကြောင့်၅ဦးသေဆုံးပြီးတော့၉ဦးဒဏ်ရာရတဲ့အကြောင်းကိုတင်ဆက်ပေးခြင်းပါတယ်။ရခိုင်ပြည်အတွင်းကအရခတ်တက်တော်ဒိန်းလျှောက်ထားရာဘွန်တော်ကျောင်းမြို့နယ်ကအခြေရွာ၃ခုကိုစစ်ကောင်စီကဒီကနေ့နိုဝင်ဘာ9ရက်မှာလေကြောင်းဒရုန်းလက်နက်ကြီးပစ်ခတ်မှုပြုလုပ်ခဲ့တာကြောင့်အရသား၅ဦးသေဆုံးပြီး၉ဦးဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။ ဒီကနေ့မနက်7:00နာရီမှာစစ်တွေမျိုးကခမာယာ3လေးတက်ရင်က120မမနဲ့ပစ်ခတ်ခဲ့တာကြောင့်ကွမ်းတောင်ကျေးရွာကအသက်55နှစ်အရွယ်အမျိုးသားတဦးတန်ရရှိခဲ့တယ်လို့သိရပါတယ်။အဲ့ဒီနောက်7:00နာရီခွဲလောက်မှာပေါ်နောကျွန်းမြို့နယ်အောင်ဖြူပြင်ကျေးရွာကိုအသေးခံဒရုန်းနဲ့ဘုံသီးနှလုံးထပ်မံကြေးရှာတိုက်ခိုက်ခဲ့တာကြောင့်အမျိုးသမီးတဦးတန်ရရှိခဲ့ပါတယ်။ ဒါအပြင်တစ်ချိန်တည်းမှာပဲရိုးရိုးကြေးရွာကိုဂျက်ဖိုက်တာနဲ့ဘုံနှလုံးကြေးချတက်ခိုက်ခဲ့တာကြောင့်ကြေးရွာအတင်းကြားရောက်ပောက်ကွဲပြီးအမျိုးသမီး၄ဦးနဲ့အမျိုးသား၂ဦးသေဆုံးပြီးတော့အမျိုးသမီး၃ဦးနဲ့အမျိုးသား၄ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်အော်တိုဘာ31ရက်ကလည်းဘုံတော်ကျွန်းမြို့နယ်ပန်းနီလာကျေးရွာကိုစစ်ကောင်စီကဘုံကျဲတိုက်ခိုက်ခဲ့တာကြောင့်ကလင်းငယ်2ဦးနဲ့အမျိုးသမီး2ဦးသေဆုံးပြီး5ဦးဒဏ်ရာရရှိခဲ့ပါတယ်။ ပြကရ2024ခုနှစ်ဧပြီလကစတင်ပြီးတော့ဒီကနေ့2025ခုနှစ်နိုဝင်ဘာလ9ရက်နေ့အထိစစ်ကောင်စီရဲ့လက်ရှက်ကြောင့်ပုံတော်ကျွမ်းမျိုးနယ်မှာအရသာတည်ဆုံးသူ33ဦးနဲ့ဒဏ်ရာရရှိသူ64ဦးအထိရှိတယ်လို့ DMG ရဲ့စီရင်အရာသိရပါတယ်။ စစ်ကောင်စီဟာဘုနောကျွန်းမြို့နယ်အပါအဝင်ရခိုင်ဒေသကအာရခတက်တော်ထင်းလျှောက်ထိုင်းရမြို့နယ်တွင်ကိုလေကြောင်းတိုက်ခိုက်မှုဒရုန်းလက်နက်ကြီးပစ်ကတ်မှုတွေဇက်တိုက်ပြုလုပ်နေတာပါဒီလိုပြုလုပ်ရမှာစစ်ရေးပင်မမဟုတ်တဲ့ရဲသားနေထိုင်ရာမြို့တွင်စာတင်ကြောင်းဘုံကြီးကျောင်းဆေးရုံစားတဲ့ပြည်သူပိုင်အဆောက်အအုံတွေကိုအ धिक ပင်မထားတိုက်ခိုက်မှုတွေရှိနေတာပါစစ်ကောင်စီရဲ့တိုက်ခိုက်မှုတွေကြောင့်ရခိုင်ဒေသခံတွေအားစိတ်ပိုင်းရောက်ပိုင်းဆိုင်ရာမလုံခြုံမှုတွေကိုရင်ဆိုင်နေကြရတာလည်းဖြစ်ပါတဲ့ မြန်မာစစ်ဖက်ရေးရနယ်လုံခြုံရေးဆိုင်ရာအဖွဲ့အစည်း MDSN ရဲ့နိုဝင်ဘာ9ရက်ထုတ်ပြန်ချက်အစီရင်ခံစာအရစကောင်စီဟာလေကြောင်းတိုက်ခိုက်မှုတွင်ကိုနင်းညမပြတ်ပြုလုပ်နေပြီးတော့အခုလွယ်လေကြောင်းတိုက်ခိုက်မှုတွင်ထက်ကနေအရှင်တိုက်ခိုက်ခံရမှုတွင်ညအချိန်တိုက်ခိုက်ခံရမှုကအရသားတွင်ထိခိုက်သေးဆုံးမှုကိုပုံမဖြစ်စေခဲ့တယ်လို့ဆိုထားပါတယ်ဆက်လက်ပြီးတော့ ဆောင်းဝန်းနေကိစ္စအစိုးဆုံးအခြေအနေကိုဖျက်ချိုနေရတယ်လို့ရခိုင်ကအင်ထောင်ဦးစီးစစ်ဆောင်အမျိုးသမီးတွေပြောတဲ့အကြောင်းကိုလည်းတင်ဆက်ပေးချင်ပါတယ်။ဆေးရပတိပခဖြစ်ပွားနေတဲ့ရခိုင်ဒေသမှာအလောက်ကန်ရှာပမှုနဲ့အတူကုံစင်းနှုတ်မြင့်တက်မှုတံကြောင့်မိသားစုဆောင်းဝန်းနေကိစ္စဟာတနေ့ထက်တနေ့အစိုးဆုံးအခြေအနေကိုဖျက်ချိုနေရတယ်လို့ရခိုင်ကအင်ထောင်ဦးစီးစစ်ဆောင်အမျိုးသမီးတွေကပြောဆိုကြပါတယ်။ရခိုင်ပြည်သိမ့်တိုက်ပွဲအတွင်းနေရဲဆုံးခွာသူ6သိန်းနီးပါးအထိရှိနေပြီးတော့ အကူအညီရရှိမှုမရှိတဲ့လောက်နှေးပါနေမှုအပြင်အလို့အကန်ရှာပမှုနဲ့ထိုးတက်နေတဲ့ကုံစဲနှုံကြားစောင်းဝန်းနေရေးစင်ခုံမှုများစွာကိုရင်ဆိုင်နေကြရတာပါဒီကြားထဲအင်ထောင်ဦးစီးအမျိုးသမီးတွေဟာမိသားစုတစ်ခုလုံးရဲ့စောင်းဝန်းနေရေးကျန်းမာရေးပညာရေးကအစားလေးလံတဲ့တာဝန်တွေကိုတည်ပို့နေကြရပြီးတော့လုံချုံရဲ့အတွက်ကိုပါစိုးရင်နေရတာကြောင့်ဒုက္ခများနေကြရတာလည်းဖြစ်ပါတယ်မြန်မာနိုင်ငံအတွင်းဆက်အနာတိမ်ပြီးနောက်ပိုင်းကုံစဲနှုံမြင့်မားမှုအလို့အကန်ခွင်လန်းနေပါမှုနဲ့ အင်ဒွင်းအကြမ်းဖက်မှုတွေကြောင့်နိုင်ငံတော်ဝန်ကအမျိုးသမီးတွေဟာဘဝရှည်ရည်အတွက်စိုးရိမ်စရာ ဖြစ်လာနေပါတယ်။မြမမဟာဗျူဟာနဲ့မူဝါဒလက်လာရေး Institute ISP မြန်မာရဲ့အမျိုးသမီး900ကျော်ကိုစစ်တမ်းကောက်မှုအရာ80ရာခိုင်နှုန်းကျော်ဟာဘဝရှည်ရည်အတွက်စိုးရိမ်မှုတွေရှိနေကြတယ်လို့ဒီနှစ်စိုးပန်းထုတ်အစီရင်ခံစာကဖော်ပြပါတယ်။မိဘမဲ့ကလေးတွေနဲ့အစွန်ပစ်ခံရတဲ့ကလေးတွေအတွက်ဆက်သွယ်ပေးကြဖို့အာရခလူငယ်ဖွံ့ဖြိုးရေးအကြောင်းကားတိုက်တွန်းတဲ့သတင်းကိုလည်းတင်ဆက်ပေးမှာပါ။ ရခိုင်ပြည်အတွင်းကမိဘမေကလေးတွေနဲ့ဆွန်ဘက်ခံရတဲ့ကလေးတွေအတွက်လှစ်လျူမရှိဘဲလာရောက်ဆက်သွယ်ပေးကြဖို့အာရခလူငယ်ဖွံ့ဖြိုးရေးအကြောင်းကမနေ့ကထုတ်ပြန်ခဲ့ပါတယ်။ရခိုင်ပြည်အတွင်းစစ်ပွဲတွင်ကြောင့်မိခင်ဒါမှမဟုတ်ဖခင်ဆုံးရှုံးသွားတဲ့စင်နေအောက်ကလေးငယ်တွေအတွက်လုံခြုံအေးချမ်းတဲ့ပတ်ဝန်းကျင်မှာဂုဏ်သက်ခါရှိရှိပညာသင်ယူနိုင်ဖို့နဲ့စိတ်ပိုင်းဆိုင်ရာရောက်ပိုင်းဆိုင်ရာဖွံ့ဖြိုးတိုးတက်ပြီးကိုယ်ပိုင်ဘဝကိုအဆင့်အတိုင်းရှိရှိဖန်တီးတည်ဆောက်နိုင်ဖို့ရည်ရွယ်ပြီးတော့ အာရခလူငယ်ဖွံ့ဖြိုးရေးအကြောင်းကိုတည်ထောင်ခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။ဒါအပြင်ကျောင်းတည်ထောင်ရာမှာအခိုင်ပြည့်အတွင်းဘဝလုံခြုံပြီးကာယညာနာဖွံ့ဖြိုးတိုးတက်ပြီးတော့အာရခနိုင်ငံတကာကောင်းဆောင်နိုင်တဲ့အနာဂတ်နိုင်ငံသားကောင်းရတနာထွက်ပေါ်လာစေဖို့အီမန်ထားတယ်လို့ထောက်ပြန်ချက်မှာဖော်ပြပါတယ်။အလားတူအရခတက်တော်တက်မှုလျှော့ပူလျှော့ထွန်းမြန်နိုင်ရဲ့ဇနီးဖြစ်သူဒီထောင်နဲ့ဂေါရမီရင်ခွင်ပေပေါ့စာမျက်နှာမှာလဲကလင်းငယ်တွေကိုထိန်းသိမ်းပြုစုဆောင်လျှောက်ပေးကြဖို့ပြီးခဲ့တဲ့နိုဝင်ဘာ၁ရက်နေ့မှာတိုက်တွန်းထားပါတယ်။ ။တဒင်းတွေကိုဆက်လက်တင်ဆက်ပေးနေပါရယ်။စစ်ကောင်စီတပ်ဖြတ်မှုကြောင့်အမျိုးသမီးတေဆုံးမှုဆက်လက်မြင့်တက်နေတဲ့တဒင်းကိုလည်းတင်ဆက်ပေးမှာပါ။နိုင်ငံတော်ဟန်စစ်ကောင်စီရဲ့ဆေးရသွဲမှုချိုးဖောက်မှုတွေကြောင့်အမျိုးသမီးတေဆုံးမှုကလည်းဆက်လက်မြင့်တက်နေပြီးအော်တိုဘာလအတွင်းတေဆုံးသူ90ရောက်နဲ့ဒဏ်ရာရရှိသူ80အထိရှိခဲ့တယ်လို့မြန်မာအမျိုးသမီးတမကကဒီကနေ့ထုတ်ပြန်ပါတယ်။အမျိုးသမီးတွေထိခိုက်တေဆုံးရမှုဟာ၄ကြောင်းလက်နက်ကြီး တပ်ဖြတ်ခံရမှုမြေမြုပ်မိုင်းနဲ့ပဋိပက္ခဆက်နွယ်လိမ်ပိုင်းဆိုင်ရာအကြမ်းဖက်ခံရမှုတွေကြောင့်ဖြစ်တယ်လို့ထုတ်ပြန်ချက်မှာပါရှိပါတယ်။အဲ့ဒီဖြစ်စဉ်တွေဟာတိုင်းနယ်ပြည်နယ်ဆက်တခုမှဖြစ်ပြီးအမျိုးသမီးထိခိုက်ဒေဆုံးမှုတွေထဲကသခိုင်းတိုင်းနယ်ရှမ်းပြည်နယ်တို့မှာအများဆုံးဖြစ်ပြီးတော့ထိခိုက်ဒေဆုံးသူစုစုပေါင်း33ရောက်အထိရှိတယ်လို့မြမအမျိုးသမီးတမကရဲ့စာရင်းကဖော်ပြပါတယ်။စစ်ရှောင်းစစ်ကောင်စီဟာနိုင်ငံတော်ကမြို့နယ်ပေါင်း63မြို့နယ်ကိုစစ်အုပ်ချုပ်ရေးကြီးညာခြင်းကစပြီးတော့ မြေပြင်ထိုးစစ်အပြင်လေကြောင်း drone လက်နက်ကြီးတက်ခိုက်မှုတွေကိုအရှင်မြင့်လှုပ်ဆောင်နေတာကြောင့်နေ့စဉ်နဲ့အမျှအရသာတေဆုံမှုတိုးလာနေပါတယ်စစ်ကောင်စီဟာလေကြောင်းတိုက်ခိုက်မှုကိုနေညမပြတ်ပြုလုပ်နေပြီးတော့လေကြောင်းတိုက်ခိုက်မှုဖြစ်စဉ်တွေကိုလေ့လာကြည့်ရင်နေ့အရှင်တိုက်ခိုက်မှုတွေညအရှင်တိုက်ခိုက်ခံရမှုကအရသာတွေကိုပုံပုံထိခိုက်သေးဆုံးစေတယ်လို့မြန်မာစစ်ဘက်ရဲ့ရာနဲ့လုံခြုံရေးဆိုင်ရာအဖွဲ့အစည်း MDSI ရဲ့နိုဝင်ဘာ9ရက်ထုတ်အစည်းအဝေးခန်းစာကဖော်ပြထားပါတယ် နောက်ထပ်သတင်းတပေါက်အနေနဲ့အမှန်တရားကိုစုမြင်ပြီးတည်ငင်အေးဆိုင်ရဲ့လောက်ကြဖို့ကရင်ပြည်သူတွေကိုစစ်ကောင်းဆောင်ပြောတဲ့သတင်းကိုလည်းတင်ဆက်ပေးမှာပါ။ကရင်ပြည်နယ်ဒေသတချို့မှာတည်ငင်အေးဆိုင်မှုကင်းမေပြီးစင်းဒုက္ခခံစားနေရတဲ့အပေါ်ဝန်내ကြေခွဲရတာကြောင့်ကရင်ပြည်သူတွေအနေနဲ့အမှန်ကိုအမှန်တိုင်းရှုမြင်ပြီးပြည်နယ်တည်ငင်အေးဆိုင်ရဲ့ကိုအလေးထားဆောင်ရွက်ကြဖို့လိုအပ်တယ်လို့စစ်ကောင်းဆောင်ဘူရှော့မွန်ကြီးမြေအောင်လန်ကပြောဆိုလိုက်ပါတယ်။ ဒီကနေ့နိုဝင်ဘာ9ရက်မှာကြာရောက်တဲ့2.90ပြည့်ကရင်ပြည်နယ်နဲ့ကိုပေးပို့တဲ့တဝန်လာမှာတည်သွင်းပြောဆိုခဲ့တာဖြစ်ပါတယ်။ဒါအပြင်2020ခုနှစ်မင်းမတမာမှုကိုဖွဲ့စည်းပုံရှိကံဥပဒေနဲ့အညီတာဝန်ယူခဲ့တာဖြစ်ပေမဲ့ကင်းပြည်နယ်အပါအဝင်တိုင်းနာလက်နက်ကန်အဖွဲ့တချို့ကအမှန်တရားကိုမျက်ွယ်ပြုပြီးအကြမ်းဖက်မှုတွေလှုပ်ဆောင်ခဲ့ကြတယ်လို့စစ်ကောင်းဆောင်ကဆိုပါတယ်။နိုင်ငံတကြီးအေဂျင်ရင်းနဲ့တရားဥပဒေစိုးမိုးရေးအပြည့်အဝရှိလာစေဖို့နဲ့ဖွံ့ဖြိုးတိုးတက်ရေးကိုအခက်အခဲတွေကြားကား ပုံမူကြိုးစားဆောင်ရွက်သွားမှာဖြစ်ပြီးတော့စင်ကာပူတွင်ကိုကြော်ပြတ်နိုင်မယ်လို့ယုံကြည်ကြောင်းလည်းသူကပြောဆိုထားပါတယ်။စစ်ကောင်စီတပ်ဟာ2020ရွေးကောက်ပွဲရလဒ်ကိုပြဖြက်ပြီးအနာသိမ်းခဲ့ပြီးတဲ့နောက်မှာလူထုရဲ့စန့်ကျင်စင်တာပြမှုတွေအပါအဝင်လက်နက်ကန်တော်လှန်မှုတွေကိုပါတနင်္ဂနွေလုံးအနှံ့ရင်ဆိုင်နေရတာပါ။ အခုလိုဂျုံတွဲ့နေရတဲ့စစ်ရေးနိုင်ငံရေးအကြက်တဲတွင်ကိုဖြစ်စဉ်ဖို့ရေကောက်ဘွေးကိုစီစဉ်နေတာဖြစ်ပြီးဒီရေကောက်ဘွေးလမ်းကြောင်းနဲ့သူ့ရဲ့အာဏာကိုဆက်လက်ထိန်းထားနိုင်မယ်လို့ယုံကြည်နေတာဖြစ်တဲ့အကြောင်းနိုင်ငံရေးအကြက်ခတ်တွင်ကသုံးသပ်ထားပါတယ်။လက်ရှိမှာမြို့ပေါင်း100လောက်ကိုတော်လန်ရေးအင်အားစုတွင်စီလွတ်လပ်ဆွန်ဆွန်ထားရတဲ့အပြင်တနင်္ဂနွေနေ့အနှံစစ်မျက်နှာဖွင့်ထားရတဲ့စစ်ကောင်စီဟာရေကောက်ဘွေးနဲ့နိုင်ငံတကာရဲ့အတိမတ်ပြုမှုကိုရယူပြီးတော့သူ့ရဲ့အာဏာကိုဆက်လက်တည်မြဲဖို့ကြိုးပမ်းနေတာလည်းဖြစ်ပါတယ်။ လက်ရှိကရင်ပြည်နယ်မှာစစ်ကောင်စီနဲ့ KNU ပူးပေါင်းတော်လှန်ရေးတပ်တွေတိုက်ပွဲတွေရှိနေပြီးတော့စစ်ကောင်စီရဲ့လေကြောင်းလက်နက်ကြီးတိုက်ခိုက်မှုတွေအပါအဝင်စစ်ကြောင်းတို့တပ်ဖြတ်မှုစားတဲ့ဆေးရဇဝဲကျူးလွန်မှုတွေကိုကရင်ဒေသခံတွေခံစားနေကြရတာလေးဖြစ်ပါတယ်။နောက်ဆုံးတစ်ပုတ်အနေနဲ့နိုင်ငံတကာသတင်းတစ်ပုတ်ကိုလည်းတင်ဆက်ပေးမှာပါ။ဘင်္ဂလားဒေ့ရှ်ရွေးကောက်ပွဲစည်းရုံးရဲ့လူအုပ်ပြစ်ခတ်ခံရပြီးတယောက်တေဆုံးတဲ့သတင်းကိုလည်းတင်ဆက်ပေးချင်ပါသေးတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာဥဆောင်ပါတီကြီးတစ်ခုကရွေးကောက်ပွဲအတွက်မိတ်ဆွေစည်းရုံးရေးလုပ်ငန်းစဉ်တွေစတင်တဲ့နေ့မှာပါတီစုဝေးဝေးကိုဆိုင်ကယ်စီးလာတဲ့တနသမားတွေကဝင်ရောက်ပစ်ခတ်ခဲ့တာကြောင့်တယောက်တည်းဆုံးပြီးနှစ်ယောက်တည်းအားရရှိခဲ့တယ်လို့အာနာပိုင်တွေကကြားသတင်းတွေမှာပြောကြားလိုက်ပါတယ်။ဘင်္ဂလားဒေ့ရှ်ရဲ့အင်အားကြီး BNP ကစစ်တကောင်းမြို့မှာနိုဝင်ဘာလ9ရက်နေ့ကလူမှုစုဝေးဝေးပြုလုပ်ရှင်မှာတနသမားတွေရောက်လာပြီးပစ်ခတ်ခဲ့တာဖြစ်ပါတယ်။ BNP ဟာ 2026ဖေဖော်ဝါရီလမှာကျင်းပမယ့်ရွေးကောက်ပွဲအတွက်အလားအလာကောင်းဆောင်ပါတီလို့ယူဆခံထားရတဲ့အဖွဲ့လည်းဖြစ်ပါတယ်။တနတ်သမားတွေဟာလူရပေါင်းများစွာစုဝေးနေတဲ့လူအုပ်ထဲကိုရုတ်တရက်ပြစ်ခတ်မှုတွေပြုလုပ်ပြီးတော့ချက်ရှင်းပြန်ထွက်ပြေးသွားခဲ့ကြပြီးပါတီကိုယ်စားလှယ်လောင်းကိုပြစ်မှတ်ထားခဲ့တာမဟုတ်ဘူးလို့ရဲတပ်ဖွဲ့ကပြောကြားထားပါတယ်။ဒါပေမဲ့ BNP ကိုယ်စားလှယ်လောင်းအာရှဥလာနဲ့နောက်တစ်ယောက်လည်းကြီထိမှန်ပြီးဒဏ်ရာရရှိခဲ့ပါတယ်။လူဦးရေတန့်180လောက်ရှိတဲ့ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ2024ခုနှစ်က ရှယ်ယာစီနာအစိုးရပြုတ်ကျခဲ့ပြီးနောက်နိုင်ငံရဲ့အကြက်အတင်းနဲ့ရင်ဆိုင်နေကြရတာပါရှယ်ယာစီနာအစိုးရကိုဖြုတ်ချဖို့ဆန္ဒပြပွဲတွေဖြစ်ပွားခြင်းကအဓိကရုံးဖြစ်စဉ်တွေအတွင်းအစိုးရလုံခြုံရေးတပ်ဖွဲ့ဝင်တွေစီကလူယူခံခဲ့ရတဲ့တနက်အရေအတွက်1300ကျော်ရှိပြီးတော့တနက်တွေကိုပြန်လာအနှံသူတွေကိုစုကျဲငွေတွေ ပေးအပ်သွားမယ်လို့ဘင်္ဂလားဒေ့ရေးတပ်ဖွဲ့ကနိုဝင်ဘာလ9ရက်နေ့ကကြေညာထားကြောင်း AFP သတင်းတရမှာဖော်ပြထားပါတယ်။နိုဘယ်ဆုရှင်မိုဟာမက်ယူနတ်ဦးဆောင်တဲ့ဂျာပြအစိုးရအဖွဲ့ဟာ ရွေးကောက်ပွဲတွေကို2026ခုနှစ်ဖေဖော်ဝါရီလမှာကျင်းပမယ်လို့ကြေညာထားပါတယ်။ပါတီကြီးတွေဟာသူတို့ရဲ့မဲဆွယ်စည်းရုံးရေးလုပ်ငန်းစဉ်တွေကိုနိုဝင်ဘာ9ရက်နေ့မှာစတင်နေကြပြီလည်းဖြစ်ပါတယ်။ဒီကနေ့သတင်းအသံထုတ်လွှင့်တဲ့အစီအစဉ်ကိုဒီလောက်နဲ့ပဲရှင်းနာလိုက်ပါရစေ။ရခိုင်ပြည်တွင်းကသတင်းအကြောင်းအရာတွေအပါအဝင်တခြားဒေသတွေကသတင်းတွေနဲ့ပတ်သက်လို့ DMG သတင်းဌာနကိုသတင်းတွေပေးပို့ချင်နေဆိုရင်တော့အပေါင်း669 6လဲ3 633ကိုလုံခြုံစိတ်ချစွာနဲ့ဆက်သွယ်ပေးပို့နိုင်ပါတယ်။ဒီစီစဉ်ကိုတလင်းလာနေ့ကနေစနေနေ့အထိနေ့စဉ်ည၈နာရီအချိန် DMG ရဲ့ Facebook စာမျက်နှာနဲ့ SoundCloud.com မှာ DMG Online Radio လို့ရှာပြီးနားဆင်နိုင်ပါတယ်။နောက်တော့တာဆင်ကြတဲ့သူတွေကိုကျေးဇူးများကြည့်တင်ပါတယ်ရှင်။